2025နိုဝင်ဘာလ16ရက်နေ့တနင်္ဂနွေနေ့ည9:00ဝန်းကျင်အချိန်ကမလေးရှားနိုင်ငံပီနန်းပြည်နယ်ဘာတာဝတ်ချူရှူဟိုက်မှာဖြစ်သွားခဲ့တဲ့ တင်မောတိချောင်းလူတက်မှုကိုလူတော်တော်များများသိမိကြပြီလို့ထင်ပါတယ်။ဖြစ်စဉ်ကိုမီဒီယာအများစုကဖော်ပြချက်တွေကတင်မောတိချောင်းမမဲတူတူကြီးဖြစ်နေလို့ဆိုပြီးစိုက်ပါရှင်ကိုဝေးတဲ့အမျိုးသမီးမိအောင်ဆန်းကိုအေးချိုးဆိုတဲ့လူတက်သမားကဓာတ်နဲ့ဖြေရှင်းလိုက်တယ်လို့ဆိုကြပေမဲ့တကယ်ဖြစ်ရမှန်ကတော့တင်မောတိချောင်းကိစ္စတစ်ခုပဲမဟုတ်ပဲ꽌ပြလူနေခဲ့ပါတယ်။ကျမတို့ online ပေါ်မှာလူအများစုမြင်ခဲ့ကြရတာကစိုက်ပါရှင်အမျိုးသမီးဖုန်းနဲ့ဗီဒီယိုရိုက်ထားခဲ့တဲ့တင်မောတိချောင်းအကြောင်းပြဿနာရှာနေတဲ့ဗီဒီယိုကိုသာဖြစ်ပြီးတကယ်နောက်ွယ်မှာတော့ပြဿနာရှာခဲ့တဲ့သူကိုဆိုင်ကလူ တွေထိုးကြတဲ့ဗီဒီယိုတစ်ခုလည်းရှိနေခဲ့တာကိုမသိလိုက်ကြတဲ့သူတွေများပါတယ်။သတင်းတွေကိုမတူပွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မြို့ပင်ဖြစ်ရမှန်းတွေရဲ့မြောက်ွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့အတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။ ဖြစ်စဉ်တစ်ခုလုံးကိုဆက်မပြောပြခင်ကြိုပြီးပြောပြထားချင်တာကတော့ဒီဗီဒီယိုဟောဖန်နေရခြင်းဟာတိတ်ဆုံးသူအမျိုးသမီးကိုအပြစ်ဖို့ခြင်းလို့လူသက်သမားကိုအကာအကွယ်ပေးခြင်းလို့မဟုတ်ပဲဖြစ်စဉ်တစ်ခုသတင်းတစ်ခုတက်လာခဲ့ပြီးဆိုရင်နှစ်ဖက်မျှပြီးမြင်တတ်အောင်တစ်ဖက်ကဆောင်ပေးထားတဲ့သတင်းအပေါ်ပဲမူတည်ပြီးစိတ်ခံစားချက်အလိုက်ဆုံးဖြတ်ချက်မချမိအောင်ပြဿနာတိုင်းမှာနှစ်ဖက်အမြင်ရှိပြီးကိစ္စတစ်ခုခုပြဿနာတစ်ခုခုကြားသိလာရပြီးဆိုရင်တစ်ဖက်တည်းရဲ့စကားနဲ့လမ်းဆုံးမသွားပဲနှစ်ဖက်မျှမြင်ပြီးယုတ်တိပေရာကြကြသွေးတော်သက်စီဖို့အတွက်ရည်ရွယ်ပါတယ် အားလုံးရှင်နှက်ချက်မိကြပါစေရှင်အသက်ခံရသူထိုင်းစားတောက်ဆန်ပိုင်ရှင်မြန်မာနိုင်ငံသားအမျိုးသမီးဟာမွန်ပြည်နယ်တန်ဖြူစရဲမြို့နယ်ကွယ်လာကျေးရွာကဖြစ်ပြီးနာမည်ကမိအောင်စန်းလို့ခေါ်ပါတယ်မွန်အမျိုးသမီးတယောက်ဖြစ်ပြီးစကားပြောတာနည်းနည်းကျမ်းယုံကလွယ်လို့စိတ်ချကောင်းတဲ့အမျိုးသမီးတယောက်ပါ အခင်ဖြစ်ပွားခဲ့တဲ့အချိန်မှာကိုဝင်နှလားရှိနေခဲ့ပေမဲ့ တိတာထင်ရှားလာအောင်မပေါ်သေးတဲ့အချိန်ပေါ့သူဖွင့်ထားတဲ့ခိုင်စားတောက်ဆိုင်လေးမှာစောက်ောက်ခဲ့ကြဘူးတဲ့လူတွေအတိအကျွမ်းနဲ့ပြန်လဲပြောပြချက်အရာဒီလီမယားဟာအရင်သဘောကောင်းပြီးဆက်ဆံရေးပြဖြစ်တာကြောင့်မြန်မာတွေအလုပ်ပိတ်ရဲဆိုရင်ပတ်ဆက်လာလွဲတဲ့သူလာရောက်စားတောက်တဲ့သူတွေနဲ့အများရစီကနေလေးရှိတယ်လို့ဆိုပါတယ်လူတက်ကောင်ရဲ့နာမည်ကတော့အေးချိုလို့ခေါ်ပြီးရမဲတစ္ဆာတီလို့သိရပါတယ်လူတက်ကောင်ရဲ့လူမျိုးနဲ့ပတ်သက်ပြီးလမ်းပေါ်မှာအငင်းပွားစရာကိစ္စတွေဖြစ်ခဲ့တာလည်းရှိပါသေးတယ်မိုးအမျိုးသားတစ်ယောက်ကလူတက်မှုဖြစ်တယ်ဆိုတဲ့ထိုင်းစားတောက်ဆိုင်မှာအလုပ်လုပ်တယ်ဆိုတဲ့ကောင်မ လေးကိုလှမ်းပြီးဖုံးဆက်မိတာကိုဗီဒီယိုရိုက်တင်ပြီး Facebook ပေါ်နေခဲ့ရတာကနေစတာပါပြောထားသမျှစကားတွေကမွန်ဘာသာစကားနဲ့ပြောထားကြတာဖြစ်လို့နားမလည်ပေမဲ့တစ်ဖက်ကမိန်းကလေးကတော့လူသက်သမားဟာရခိုင်လူမျိုးပါဆိုပြီးထည့်ပြောတာကနေရခိုင်လူမျိုးကတတ်ပါတယ်ဆိုပြီးလိုင်းပေါ်ပေါ်ထပ်သားကုန်ကြတာပါလူသက်ကောင်အေးချုံနဲ့ယဉ်ကြီးကြတဲ့သူတွေကလည်း လူတက်လိုက်တဲ့သူကဗမာစစ်စစ်အညာသားသူနဲ့အတူဗီဒီယိုထဲမှာပါတဲ့တငယ်ချင်းနှစ်ယောက်ကလည်းဗမာတွေပဲဆိုပြီးငင်းချက်ထုတ်ခဲ့ကြပေမဲ့တစ်ဖက်ကလည်းစသက်ဆိုင်ရာမင်းကလေးပြောထားတာကိုပဲအတည်ယူခဲ့ကြပြီးလိုင်းပေါ်မှာကွန်မန့်တိုက်ပွဲကြီးတွေဖြစ်သွားခဲ့ကြပါသေးတယ်။ဒါပေမဲ့တရားရုံးစစ်ချက်မှတ်တမ်းတွေထုတ်ပြန်ခဲ့တဲ့အချိန်မှာတော့လူတက်မှုကျူးလွန်သူတရားခိုင်အင်းချူဟာရမဲသိန်းစာတိဗမာလူမျိုးတစ်ယောက်ဖြစ်ကြောင်းရခိုင်လူမျိုးကတတ်ပါတယ်ဆိုပြီးအမှုဖြစ်စဉ်ကိုရှင်းပြခဲ့တဲ့ကောင်မလေးဟာဘာမှတေချာကကနာနာတီးတဲ့သူမဟုတ်ပဲအလုံးဝင်တာတည့်ရက်ပဲရှိသေးတဲ့နမဲကြီးချင်းစ ော့ကတ်နေတဲ့ ဦးကျောင်းကျောင်းမင်းကလေးတယောက်သာဖြစ်ကြောင်းမြင်းသမီးမြမတွေဆိုရင်ရခိုင်လူသားထင်နေကြောင်းသိလိုက်ရပြီးဝိဝါဒကွဲပြားလို့သွားခဲ့ကြပါတယ်ဒါပေမဲ့နားမလည်တဲ့သူတချို့အခုမှဒီတရင်ကိုမြင်သိကြရတဲ့သူတချို့ကတော့ညင်းလို့ကောင်းနေသေးပါပေါ့တကယ်တော့လူမျိုးဆက်တာမျိုးထက်အလုံးကမြန်မာနိုင်ငံသားတွေပါပဲလူမျိုးတိုင်းမှာလူကောင်းရှိတယ်လို့လူဆိုးလည်းရှိပါတယ်ဘာလူမျိုးညာလူမျိုးဆိုပြီးခွဲခြားနေဖို့ထက်လူကောင်းလူဆိုးနှမျိုးကိုသာခွဲခြားသိမြင်နိုင်နေဆိုရင်ရင်ကျဲရဲ့လူအဖွဲ့စည်းတစ်ခုမှပို့ပြီးလူဝန်ဆက်နိုင်စေပါတယ်အခင်းဖြစ်ပေါ်တဲ့နေမှာမွန်လူမျိုး အသက်40ကျော်ဇနီးမောင်နှံဖွင့်ထားတဲ့ထိုင်းစားတောက်ဆိုင်ကိုည8နာရီခွဲအချိန်လောက်မှာလူသက်ကောင်အေးချိုအပါအဝင်မြန်မာနှစ်ယောက်ရောက်လာကြပြီးစားတောက်စရာတွေမှလို့အရက်တောက်ကြပါတယ်။ဆိုင်ကပုံမှန်ဆို9နာရီခွဲပိတ်တာဖြစ်လို့9နာရီခွဲဆိုရင်ပြန်ကြဖို့အတွက်ဆိုင်ရှင်ကသွားပြီးအတိပေးတဲ့အခါမှာအရက်မူနေတဲ့အေးချိုဆိုသူကထပြီးသူတို့ကိုမောင်းထုတ်တယ်ဆိုပြီး ြေတနာချရှာပါတယ်။အဲဒီနောက်ပြည့်ချင်းရှာတဲ့အနေနဲ့တင်မောသေးဆောင်ကမမေတူတူကြီးစားလည်းမကောင်းဘူးဆိုပြီးဆက်ပြောပါလေရော။သူပြောတာကတော့အစားတောက်ဆိုင်တဆိုင်မှာအစားတောက်မကောင်းရင်မကောင်းကြောင်ပြောခွင့်ရှိရယ်။ customer ဘက်က complaint တက်ခွင့်ရှိတယ်ပေါ့။ပါလာတဲ့အဖော်နှစ်ယောက်ကဝိုင်းထိတ်ကြပါသေးတယ်။ဒါပေမဲ့အမှုသမားတို့ထုံးစံအတိုင်းထိမ့်မဲ့သူရှိလေ ပူရချင်းလေးပြေတနာရှာအစွန်ပြချင်းလေးဆိုတော့အော်တန်ကပူကျဲလောင်လာပြီးဆိုင်ထဲမှာပြေတနာရှာဆိုင်ကအစာအတောက်ကိုအကြောင်းပြပြီးဆိုင်ကိုနမဖြစ်ချင်တဲ့ပုံစံမျိုးကိုဖြစ်လာပါတော့တယ်ဒီတော့ဆိုင်ရှင်တွေဘက်ကလည်းရဲကိုဖုံးဆက်ပြီးတိုင်တော့တာပေါ့မလေးရှားမှာကဒီလိုပြေတနာရှာတာမျိုးတွေရှိခဲ့ရဲကိုဖုံးဆက်တိုင်လိုက်ုံနဲ့ရဲကအချိန်တိုအတွင်းရောက်လာပြီးဖြည့်ရှင်းပေးလိမ့်ရှိပါတယ်အဲ့ဒီမှာပဲမူးရနေတဲ့အေးချူကအိတ်ထဲကဓာတ်ကိုထုတ်ပြီးပြပါတော့တယ် သူတို့ကိုရဲတရကောင်းလာပေါ့ဓာတ်ထုတ်တဲ့အဆင့်ထိရောက်လာတော့ဆိုင်ရှင်ဘက်ကလည်းမနေရဘူးဆိုင်ဝန်တန်းတွေရောဆိုင်သားနှင်းချင်းတွေရောရောက်လာပြီးရံမွဲကိုဖျက်ဖြေးကြပါတယ်အေးချိုကလည်းထိမရလောက်အောင်ဆိုးသွားနေကြတာကြောင့်လက်ထဲကဓာတ်ကိုလုပြီးတစ်ချက်နဲ့ချက်ထိုးလို့ဝိုင်းဆုံးမခဲ့ကြတယ်လို့လည်းသိရပါတယ်ဒီလိုဆုံးမခဲ့ပြီးတဲ့နောက်မှာမှအေးချိုဟာအပေါင်းပါနှစ်ယောက်နဲ့အတူဆိုင်ထဲကထွက်သွားခဲ့ပြီးသူ့ညီဖြစ်သူကိုဖုန်းဆက်လန်းခေါ်ပါတယ်။သူ့ညီနဲ့အတူတငယ်ချင်းတယောက်ရောက်လာတာနဲ့ဆိုင်ထဲမှာရှိနေတဲ့သူ့ကိုထိုးလိုက်တဲ့သူတွေကိုဆဲဆိုပြီးဓာတ်နဲ့ဝင်ထိုးပါတဲ့။မမွေရွေ ုနဲ့ဓာတ်နဲ့ဝင်ထိုးရာကနေဆိုင်ရှင်မျိုးသားနဲ့သူ့ငွေချေမှာဒဏ်ရာရသွားခဲ့ပြီးရုံးရံဆန်ခတ်ဖြစ်နေကြတဲ့အခါမှာတည်ဆုံးသူအမျိုးသမီးကဆက်ပြီးမလုပ်ဖို့အတွက်အရှိကနေဝင်တားပါတယ်သူ့အထင်မှာတော့သူကအမျိုးသမီးတယောက်ဖြစ်နေတဲ့အပြင်ကိုဝင်ဆောင်တယ်လည်းဖြစ်နေတာကြောင့်ဒီလူတက်ကောင်လေးဟာသူ့ကိုတော့မလုပ်တော့ဘူးပေါ့လေဒါပေမဲ့မုံမုံယွယွဖြစ်နေတဲ့အေးချိုကတော့ငါမိုက်တယ်ကွာဆိုတဲ့ဂုံကိုဖော်ချင်စိတ်လောပြီးဒေါသမီတောင်းနေခဲ့တာကြောင့်အရှိကဝင်တားတဲ့အမျိုးသမီးကိုရင်ဝကိုဓာတ်နဲ့ဆိုက်လိုက်ပါတဲ့ချက်ကောင်ကိုထိသွားတာကြောင့် အာကနဲ့အော်ဒါနဲ့အတူအယုတ်ကျိုးပြပြစ်လဲကျသွားတဲ့အခါမှာလူတက်မိချောင်ကောင်းကောင်းကြီးသဘောပေါက်ပြီးလူတက်မှုကျိုးလုံးနဲ့အီးချိုနဲ့တကွသူ့အပောင်းပါဟာဆိုင်ထဲကနှွထွက်ပြေးသွားခဲ့ကြပါတယ်။လှုပ်ချင်တာလှုပ်ပြီးရင်အလဲတကူလွတ်မယ်လို့ထင်နေနေမှာပေါ့။ဒါပေမဲ့လည်းအခဲပြုတ်ပွားပြီးနိုင်ပိုင်းအကြမှာပဲလူတက်မှုကျိုးလုံးသူအီးချိုသူ့ညီနဲ့တငယ်ချင်းတို့ကိုဖမ်းဆီးရမိခဲ့လိုက်ပါတယ်။တေဆုံးတို့ကိုဝင်ဆောင်မျိုးသမီးရဲ့အလောင်းကိုတော့ပြည်နယ်စေယုံကိုပို့ထားပြီးဒရန်ရသူခင်မွန်းဖြစ်သူနဲ့တငယ်ချင်းကိုလည်းစေယုံတင်ဖို့ကူတာထားတဲ့အကြောင်းကိုသိရပါတယ်။ ဒီဖြစ်စဉ်ကိုပြည်နှံပြည်နယ်ရဲချုပ်တတအစီစီအမေကမီဒီယာတွေကိုအတိပြုပြောကြားထားပြီးမြမအမျိုးသားတုံးဦးကိုပုံမှန်300မြင့်နဲ့ဖမ်းဆီးထားကြောင်းဆက်လက်ဆောင်စံစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေကြောင်းနိုဝင်ဘာလ18ရက်နေ့ညနေပိုင်းမှာ Mistrate တရားရုံးကတန်တရားရှိသူ H ကိုအသက်40သူ့မိဖြစ်သူအသက်34နှစ်နဲ့အသက်50အမျိုးသားတယောက်တို့ကိုတရားရုံးကရေမှန်9ရက်ယူပြီးဆက်လက်ဖမ်းဆီးစစ်ဆေးမှုအတွက်အမိန့်ထုတ်ပြန်ခဲ့ပါတယ် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမလေးရှားမှနေတဲ့မြန်မာတွေအတွက်မြန်မာလူမျိုးစုတဲ့နာမည်ခုံတိတ်ခါညှိုးနှံစရာဖြစ်စီခဲ့ရပြီးနာမည်ဆိုးနဲ့ကြော်ကြားစေဖို့အတွက်အယောင်တင်မေးလိုက်သလိုဖြစ်စီခဲ့ပါတယ်။ဆေးရကျက်တဲမှုတွေအစင်မပြေမှုတွေစိတ်ဖိစီးမှုတွေနဲ့ဝန်းရံနေတဲ့ပေါ်အကြီးမျိုးမှာနေကြရတဲ့လူအများစုဟာစိတ်အချင်ပေါက်ပြီးဘာမှမဖြစ်မြောက်မဲ့အတူတူဘာမှကောင်းမလာတဲ့အတူတူဖြစ်ချင်အဖြစ်လှုပ်ချင်တာလှုပ်မယ်ကွာဆိုတဲ့တစောက်ကစိတ်မျိုးတွေဟာအောက်ခြေလူနှံစာနင်းပြအများစုမှာ တွေ့ကြရတဲ့စိတ်ဓာတ်မျိုးတွေပါချင်းပေါင်းနဲ့ဝတ်သားလဲရဲသလားဆိုတာမျိုးပေါ့အောက်ခြေလူရဲစားတွေထပ်ပေါက်မရှိလာတဲ့အခါမှာအစဉ်ပြေနေတဲ့လူတွေကိုမြင်အလိုလိုတထိပ်ပုံးရောကဆွဲကပ်လာခဲ့ပြီးအစဉ်ပြေနေတဲ့လူတွေကိုမြင်အလိုလိုဆဲကျင်တာလူတစ်ယောက်ကောင်းစားနေတာကိုကိုမျက်စိရှိမှမြင်နေရရင်အသက်လွတ်မုန်တီးပြီးတော့ဒုက္ခရောက်စေချင်တာဘာမြင်မြင်ကိုဆဲကျင်နေတာအဆက်ရှိတာတွေဖြစ်လာပြီးနောက်ဆုံးမှာရဇဝိမှုတွေအလဲတကူကျူးလွန်လို့မိုက်ဆက်သိမ်းသွားရတာမျိုးတွေဖြစ်နေခဲ့ကြပါတယ်ဒါကြောင့်မဲ့ပရာဟိတအဖွဲ့စည်းတွေဟာလူကောင်းတွေမနစ်နာရအောင်စိတ်ချင်ပေါက်နေတဲ့အောက်ခြေလူရဲစားတွေ ထပ်ပေါင်းမပေးရအောင်ပရဟိတလောက်ကင်ပြီးအောက်ခြေလူဒန်းစာလူအဖွဲ့အစည်းကိုချွေးသိပ်ပေးနေကြရတာပဲဖြစ်ပါတယ်ဒီဖြစ်စဉ်တစ်ခုလုံးကိုသုံးသပ်ကြည့်မယ်ဆိုရင်ထပ်ပေါင်းပိတ်နေပြီးစိတ်အချင်းပေါက်နေတဲ့ ောက်ခြေလူလန်းစားတွေရဲ့စိတ်ယူပေါက်မှုပြဿနာဖြေရှင်းရမှာရုံရင်ဆက်ခန်းနီလန်းကိုပဲသုံးပြီးဖြေရှင်းလိုက်မှုတတဲ့နှစ်ဖက်အမားကိုတွေ့ရမှာဖြစ်ပြီးမယူရဲ့လူသက်ကောင်ကတေရန်သူမဟုတ်230 240ထောင်လန်ကြခဏရတယ်လို့တိဆုံးသူအမျိုးသမီးနဲ့တကွရင်သွေးလေးဟာလည်းရင်းနှင်းပေါ်ရဖြစ်ရဆုံးနဲ့ကြုံသွားခဲ့ကြရပါတယ်ဒီတော့နောက်ထပ်ဆက်ယူပေါက်နေတဲ့အောက်ခြေလူလန်းစားလူအဖွဲ့စည်းကလူတွေမပေါ်ပေါက်လာနိုင်အောင်တတ်နိုင်တဲ့လောက်ဖိမကူညီပေးဖို့အတွက်စူးစမ်းကြရင်ကောင်းမွန်တဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်ထွန်းလာဖို့အတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါစို့လို့အိုက်တွင်း ်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေအဆုံးနှစ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်